မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကျိုးဆိုပါတယ်ရွေးကောက်ပွဲကျင်းပမိစစ်ဘူချုပ်များဤဦးဘူထောင်ငရဲခမ်းအာနာတိန်ဘူချုပ်များကဒီမိုကရေစီရွေးကောက်ပွဲအတန်ကောင်းဟစ်နေတော့လဲ အကျဉ်းထောင်များတွင်မူဆန့်ကျင်ဘက်အခြေအနေတို့ဖြစ်ပေါ်နေသည်အဆိုးဆုံးထဲတွင်ဥပူထောင်ပါဝင်သည်တည်ဆုံးသွားသူဤရုပ်အလောင်းကိုအရေးပေါ်ကုတမှုခံယူနိုင်ရန်ဈေးရုံတို့အပြည့်အလွားပို့ဆောင်ပေးခဲ့သည့်ဖြစ်ရကို ကြားဖူးပါသလားထိုအဖြစ်အပျက်မှာဟောလိဝုဒ်ဘောလိဝုဒ်ရုပ်ရှင်များထက်ကဇာဝင်ခံမဟုတ်ပေမကြသေးမီက နိုင်ငံအလယ်ပိုင်းမန္တလေးမြို့အိုးဘူးအချင်းထောင်တွင် တွေ့ခဲ့ရသည့်မြင်ကွင်းဖြစ်သည်ထိုနေရာတွင်၄နှစ်ကြာချုပ်နှောင်ခံရသည့်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဖြစ်သူ အသက်69နှစ်အရွယ်ဦးအောင်ကျော်ဦးဒီဝမ်ဆက်တိုက်လျှော့တွေးအံချောင်းဆိုးသည့်ဝေဒနာများအလူအလဲခံစားရပြီးဇွန်လ29ရက်နေ့နနက်ကတည်ဆုံသွားခဲ့သည် တည်ဆုံးပြီးနှစ်နာရီခန့်အကြာတွင် ထောင်အရာရှိတို့ကလွတ်တော်ဥက္ကဋ္ဌဤရုပ်အလောင်းကို လူနာတင်ယင်ရှိရာသို့တွန်းသွားကြဆင်ဓာတ်ပုံမှတ်တမ်းယူထားကြသည်သည်အကြောင်းမသိသူတို့ကမူဗိန္ဒကလထိုင်ပေါ်ရှိဆေးပလင်ချိတ်ထားသောဥအောင်ကျော်ဥမှာကျမ်းမာရေးအခြေအနေလွန်စွာဆိုးဝါးသဖြင့်ခေါင်းငိုက်ဆိုင်ကျူးကျနေသည်ဟု ယူဆကြမိဖြစ်ကြောင်း ထို့အခြေအနေကို တိရှိသည့်ထောင်ဝန်ထမ်းတူကဆိုသည်သူကအရေးကြီးပုဂ္ဂိုလ်ဆိုတော့အရေးပေါ်အချိန်ကြမှဆေးရုံထုတ်တယ်ပေါ့လမ်းမှာတည်ဆုံးတယ်ဆိုတဲ့ပုံမျိုးဖြစ်အောင်လှုပ်လိုက်တာဒါပေမဲ့ဆေးရုံကိုပို့ကတဲ့ကလူကအတေကြီးပို့လိုက်တာဟု လုံချုံရေးအရအမီမဖော်လို့တော့သူဝန်ထမ်းကဆက်ပြောကြည့်အာနာတိန်စုဘူချုံများက ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေသည့်တိုင် ထောင်များကိုငရဲခန်းအတွင်းဆက်လက်အသုံးချလျက်ရှိရာယခုနှစ်အတွင်းအထင်ကရနိုင်ငံရေးအကျဉ်းသားများကိုညင်ဆဲတပ်ဖြတ်မှုကျူးလွန်နေသည့်နေရာတစ်ခုမှာလူတော်ဥက္ကဋ္ဌတည်ဆုံခဲ့သည့်အိုးဘူထောင်ဖြစ်သည်အရေးပေါ်လို့မအော်ရတော့ပြီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုစာပြုဦးအောင်ကျော်ဦးသည် 2020ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်းသူဤမဲဆန္ဒနယ်မြေဟောင်းပဒိန်ကြီးမြို့နယ်တွင်ပင်ဆက်လက်အနိုင်ရရှိခဲ့သည်သို့တော်လွတ်တော်အစီအဝေးများပြန်လည်ဆက်တင်တော်မူ2020ခုနှစ်နိဆန်ပိုင်းတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်သူကိုဖမ်းဆီးကာထောင်ငါနေချကနေအိမ်ကိုပါဖျက်ဆီးခဲ့သည်စည်းချိုနေတွေးတိုးယောဂါကြောင့်အစာအသောက် အနေအထိုင်ဆင်ချင်တူလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဒီအိုးဘူထောင်တိုက်ဝန်တအခန်းတင်၌ချုံနှောင်ခံရစဉ်နှလုံးယောဂစတင်ဖြစ်ပွားခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုများကိုကူညီနေသူ မန္တလေးမြို့ခန့်တဦးကဆိုသည်စစ်စေးရန်လူအဒီဟုသော ထောင်ဆရာဝန်ဤမချစ်ကြောင့်ယခုနှစ်မတ်လ26ရက်နေ့တွင် ထောင်အနာပိုင်တို့က သူ့ကိုမန္တလေးစီယုံသို့ပို့ဆောင်ခဲ့ကြည်ဇွန်လ9ရက်နေ့ကထပ်မံပို့ဆောင်ရာတွင်ဆရာဝန်ဒိုကသူ့ကိုစီယုံတွင်ညအိတ်နေထိုင်စီရန်ပြင်ဆင်ခဲ့သည်ဟုဥကျော်ကဆိုသည်ဆရာဝန်တွေကနှလုံးဆက်တတ်ဖို့ပြောနေတာဆက်မတတ်ခင်24နှစ်ကြီးစောက်ကြည့်ရမှာမလို့စီယုံမှာညအိတ်ရမယ်ပြီးရင်ဆက်တားလို့ရပြီလို့ဆရာဝန်တွေကထောင်ဝန်ထမ်းတွေကိုပြောတာထောင်ဝန်ထမ်းတွေက ထောင်ကိုဖုံးလမ်းဆက်တော့မရပါဘူးတဲ့ဆေးရုံပြတ်တောက်ခွင့်ပဲအမိတ်ပါတာဆေးရုံတဲရောက်ကုတခွင့်မပါပါဘူးတဲ့အဲ့ဒါနဲ့ဆက်မတက်လိုက်ရပဲထောင်ကိုပြန်သွားရတာဟုဥကျော်ကပြောသည်ဇွန်လ26ရက်နေ့ညတွင် ဦးအောင်ကျော်ဦးအတဲအတန်ချောင်းဆိုးကနှလုံးရောဂါဖောက်လာသည့်အချုပ်ဆောင်တာဝန်ကျဝန်ထမ်းများဖြစ်သောဒူးတကျတန်မိုးတတ်တန်ဆမ်းမင်းနိုင်တို့ကစကားပြောဆက်များချွေရင်းနေသည်ဟုသော အကြောင်းပြချက်ဖြင့်အထက်သို့တင်ပြခြင်းမရှိခဲ့ဟုထောင်ဝန်ထမ်းကပြောသည်။သူတို့ထောင်ဝန်ထမ်းနှဦးပြန်ကြည့်တဲ့အချိန်မှာဦးအောင်ကျော်ဦးကအိတ်နေတယ်ပေါ့တက်တာသွားပြီတဲ့မနေ့၃နာရီလောက်မှာချောင်းတွေဆိုးတွေးတွေအံ့ ဝမ်းတွေလျှောတယ်အဲ့ဒီအချိန်ကျမသူတို့ကတည်င်းပို့တာအဆောက်နှယောက်ကတည်င်းမပို့တော့ကင်မှုတွေကလည်းမတိဘူးဟုထောင်ဝန်ထံကပြောသည်အကျဉ်းသားတဦးအရေးပေါ်အခြေအနေဖြစ်လင်တာဝန်ကျအဆောက်ဝန်ထံများသည့်ကင်မှုတာဝန်ကျသူထံကနဦးတည်င်းပို့ရမည်ထို့နောက်ကျမရေမှုရောက်လာရမည်ဖြစ်ကြောင်း၎င်းကပြောသည်ထို့အပြင်အဆောင်တကားတော့ဖွင့်နိုင်ရေးအတွက်ထောင်ပိုင်ဤခွင့်ပြုချက်ရရှိရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်ရတသည်မနေ့9နိုင်ခန့်တွင် ထောင်အာဏာပိုင်များရောက်လာချိန်တွင်မူလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးတုတ်တုံမြမလုတော်ပေရုပ်အလောင်းကို အရာခံအဆင့်ရှိဝန်ထမ်းမိုးကိုထူးမောင်းနှင်သည့်လူနာတင်ကားဖြင့်တည့်သွားသည်ဟု၎င်းကပြောသည် drip ပလင်းတွေချိတ်ဆေးရုံကိုအေးပေါ်ထွက်တဲ့ပုံစံမျိုးလုပ်တယ်ဓာတ်ပုံတွေရိုက်ပြီးမှကားထွက်တာဆေးရုံကို အချိန်မီပို့တာလမ်းမှာတည်တဲ့ပုံစံမျိုးလောက်တာလမ်းမှာပဲဆုံးသွားတယ်လို့လောက်တာခုလောက်ကောင်ကပြောကြည့်ဇွန်လ28ရက်နေ့စစ်တပ်ဝါဒဖြန့်တည်င်းစာတွင်လွတ်တော်ဥက္ကဋ္ဌတည်ဆုံးကြောင်းတည်င်းဖော်ပြထားကြည့်အသက်ရှူခက်ခဲအမောဖောက်လာတဖြစ်ထောင်ဆေးရုံအုပ်ဒေါက်တာမိုဟင်းကတွားရောက်ကြည့်ရှုခဲ့ကြည့်မန္တလေးဆေးရုံတို့အရေးပေါ်ပို့ဆင်ထောင်းဆရာဝန်ဒေါက်တာတက်ထွန်းဦးအနီးကလိုက်ပါတွားကြည့်ခွန်နာယီခွဲခန့် ်တွင်တည်ဆုံသည့်နနေဆယ်နာရီခန့်တွင်မူခင်းဆရာဝန်ဒေါက်တာဇင်မင်းနှင့်အဖွဲ့ကရင်ခွဲစစ်ဆေးပြီးနှလုံးသွေးကြောပိတ်ရောဂါကြောင့်တည်ဆုံကြောင်းမှတ်ချက်ပြုသည်ဟုစစ်သားကဆိုသည်ထောင်ဝန်ထမ်းကောက်မှု ထောင်အာဏာပိုင်များအပြစ်လူစီရန်သူတို့လိန်လေထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်ဆေးရုံတာဝန်ခံကလုတ်ပိုင်ခွင့်မရှိတော့ဘူးတာကအုတ်ချုပ်တော့ဆရာဝန်ကောင်းချင်းဆိုးချင်းဟာထောင်ပိုင်လက်ထဲမှာပဲဖြစ်သွားတာ ဆရာဝန်ကထောင်နဲ့အဆင်ပြေအောင်နေပေးရတယ်။နေပေးရတော့အလောင်းကိုပလင်းကြီးချိတ်ပေးလိုက်ရတာပေါ့။ဟူသူကရှင်းပြသည်။သူနေ့ကနိုင်ကျင်မိတာစုများကိုကူညီသူဦးကျော်ကလည်းလွတ်တော်ဥက္ကဋ္ဌဆေးရုံတင်ရသည်ဟူသောတည်င်းကြောင့်ဆေးရုံတို့တွားရောက်အစုံစမ်းခဲ့သည့်နှလုံးရုံမှမရှိဘူး။မေးကြည့်တော့လဲဘာမှမသိဘူး။အရေးပေါ်ဆောင်မှလည်းမရှိဘူး။နောက်မှရင်ခွဲရုံကို ရောက်နေပြီဟု ဦးကျော်ကဆိုကြည်ရုပ်အလောင်းကိုမိတာစုလက်မအပဲထောင်အာနာပိုင်များကတကြိုလိုက်သည်ဟုတတင်းအရင်အမြင့်နှဦးလုံးကပြောသည်လွန်ခဲ့သည့်တနည်းခွဲခန့်ကမန္တလေးဦးဘူးအချင်းထောင်တို့ထောင်ပိုင်အဖြစ် ပြောင်းရွှေ့လာခဲ့သူ အချင်းဦးစည်းဌာနဒုတိယညွန်ကြားရေးမှူးဦးတိန်းစော်မောင် လက်ထက် ပြောင်းလဲသွားသည့်စီကံများအ ਨੇ တခုမှအကျဉ်းသားအရေးပေါ်ဆေးရုံတင်ရန်လိုအပ်ကြောင်းလူတိရှင်ကြပြောခွင့် ပြိပင်လိုက်ခြင်းဖြစ်သည်တည်င်းပေါက်ကြပါက ထောင်တွင်းစုပူမှုဖြစ်မည်ဆို၍ထိုစည်းကမ်းချက်ထုတ်ခြင်းဖြစ်သည်ဟုလည်းထောင်ဝန်ထံကရှင်းပြသည် အရင်တုန်းကအရေးပေါ်လို့အဆောင်ကနေအော်လိုက်တာနဲ့ဆေးမှုကဓာတ်ရိုက်လာတာအခုကအဆက်နဲ့အရင်လမ်းပေါက်ရတယ်အရေးပေါ်ဆိုတာကိုတော့မပြောရဘူးဟုထောင်ဝန်ထံကဆိုသည် ထောင်ဘူးဝမှာဝိုင်းရိုက်ကြပြီး လွတ်တော်ဥက္ကဋ္ဌကွယ်လွန်သွားသည့်အစွန်လတွင်ထောင်ပိုင်ဦးသိန်းစောမောင်ဤနှိတ်ကုမှုနောက်တစ်ခုရှိသေးသည်ဇွန်လ12ရက်နေ့ကမန္တလေးအနောက်ဘက်မိုင်80အကွာမုံရွာထောင်မှအိုးဘူထောင်တို့အကျဉ်းသား150ပြောင်းရွှေ့လာရာသူအထဲတွင် မုံရွာလူထုတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နှင့်နိုင်ငံရေးအကျဉ်းသားအချို့လည်းပါဝင်သည်မုံရွာထောင်တွင်အစာငတ်ခံတပိတ်တွင်ပါဝင်ခဲ့ခြင်းအခြားသူများကိုစီယုံနိုင်စွမ်းရှိခြင်းတို့ကြောင့် ကိုဝင်မူးနိုင်ပြောင်းရွှေ့ခံရခြင်းဖြစ်သည်ဟု အများကယုံကြည်ကြသည် မော်တော်ယဉ်များပေါ်မှဆင်းဒီနှင့်၎င်းတို့ကိုအိုးဘူထောင်အရာရှိများ UCD လူ90ခန့်ကဝိုင်း၍ရိုက်နေကြသည်ရိုက်ပွဲတွင်ပါဝင်ခဲ့သူများမှထောင်မူးကြီးမြစ်ထွန်းထောင်မူးများဖြစ်သောဒုတိယကြီးကြရေးမူရန်နိုင်ဦးဒုတိယကြီးကြရေးမူဆိုများသူလက်ထောက်ညွန်ကြရေးမူအဆင့်ရှိသူထောင်ပိုင်လေးကျော်လွင်ဦးဒုတိယ ကြည်ကြရင်မူဆိုသူရတကြကြည်ဝင်းမောင်ဒုတိယတကြရန်နိုင်ဆိုဒုတိယကြည်ကြရင်မူအစင်ရှိသူထောင်မူဆမ်းမေတို့ဖြစ်သည်ဝန်ထမ်းတကြကြည်ဝင်းမောင်ကနေဒုံနဲ့ဝင်ရိုက်တယ်ပြီးတော့ဘူးထဲကိုခေါ်သွားတယ်ဘူးထဲရောက်တော့အကုန်လုံးကိုခေါင်းငုတ်ခေါင်းငုတ်ဆိုပြီးတော့စီးပီးရိုက်တာဟုထောင်ဝန်ထမ်းကပြောကြည့်ကိုဝေမိုးနိုင်သည်လူကောင်ထွားပြီးခြေချင်းလက်ထိတ် ခက်ခန့်ထားရသဖြင့်ကားပေါ်မှအစင်းတွင်လှောက်ရှားရခက်ခဲနေခဲ့သည်ဟုတရားကြောင်သူနှင့်ယင်းနေသူအမျိုးသမီးတဦးကပြောသည်အမြန်ဆင်ခိုင်းတဲ့ခြေကျင်းတွေနဲ့လက်ထိတ်တွေနဲ့ရောဆိုတော့သူ့ခန္ဓာကိုယ်ကြီးနဲ့အမြန်ခုံမဆင်းနိုင်ဘူးဆဲပြီးတော့အမြန်ဆင်းဖို့ပြောတော့ကိုဝေမိုးနိုင်တဲ့အပြန်အလှန်စကားများတာကိုသူတို့ကိုပြန်ပြောတယ်ဆိုပြီးတော့ဝိုင်းရိုက်ကြတာဟု၎င်းကပြောသည်ကိုဝေမိုးနိုင်သည်2020ခုနှစ် ကသူဤဇာတိမုံရမြို့တွင်ရှေးအာနာတိမ်မှုဆန့်ကျင်ရေးဆန္ဒပြပွဲများကိုနေ့စဉ်ဤပါဥဆောင်ခဲ့သူဖြစ်ပြီးဒေတာခန့်တို့ကသူကိုပန္တာဟုချစ်စွန်းလို့ခေါ်ကြသည်ဒေတာခန့်အများအပြားလမ်းပေါ်တွင်ပြစ်ခတ်ခံရပြီးတဲ့နောက်၎င်းတို့ကစစ်သားနဲ့ရဲကိုရှောင်ရှားကလမ်းပေါ်တွင်ရုတ်တရက်ပေါ်လာပြီးအပြေးအလွှားဆန္ဒပြရသူများဖြစ်လာသည်ထိုနေ့ဧပြီလ15ရက်နေ့က မြို့ထဲတွင်ထို့သို့လှူရှားချီတဲစဉ်အယတာအတွင်ယူထားသောစစ်အရာရှိများကသူ့ကိုဂါဖြစ်ဝင်တိုက်ပြီးဖမ်းဆီးသွားကာစူပူလှုပ်ဆော်မှုနိုင်ငံတော်ပုံကောက်မှု လူတမှုစသဖြင့်အမှုပေါင်းဆယ်မှုဖြင့်ဖွင့်ပြီးတော့1984နှစ်ချထားသည် ထောင်သွင်းဖိနှိပ်မှုများကြောင့်နိုင်ငံရေးအကျဉ်းသား၁၄ဦးကစက်တင်ဘာ9ရက်နေ့တွင် အစငါခန့်စန္ဒပြရာရေတပ်တပကြားတွင်တီတန့်အချုပ်ဆောင်တွင်ရှိနေသော ကိုဝေမိုးနိုင်သည်ပူပေါင်းခဲ့သည်စန္ဒပြသူ50ကျော်ရှိလာရာထောင်အနာပိုင်တို့က၎င်းတို့တင်စီထားသည့်ပစ္စည်းများမိသားစုများပို့လာသည့်ပစ္စည်းများထောင်တွင်ကျမ်းမာရေးဆောက်ရှောက်မှုတို့နှင့်ပတ်သက်သောတောင်းဆိုချက်များလိုက်ရောခဲ့သည်ဟုဆိုသည်တို့သော စတဲ့ဦးဆောင်ခဲ့သူ14ဦးကိုဒဏ်ခတ်ရန်ထောင်အရာရှိတို့ကစီစဉ်ခဲ့ပြီးကိုဝေမိုးနိုင်ချောင်းဦးမြို့တပိတ်ကောင်းဆောင်ကိုမန်စာမြေမွန်းတို့က၎င်းတို့ကိုတာအေးအယူရန်တောင်းဆိုခဲ့တော်လဲအေးအယူမိစရင်မခြံလျာခံခဲရဒီဟု အထက်ပါမိတ်ဆွေအမျိုးသားကပြောသည်သူအနေနဲ့ကလည်းတီးတန့်ထားထားတဲ့အတွက်အကြောင်းတခြားသူတွေနဲ့စာရင်ပေါ်ပါတက်တာနေတဲ့အနေအထားရှိတဲ့အတွက်အခြားသူတွေအတွက် ဝင်တောင်းဆိုတာတွေလုပ်တယ်ဟုထို့အမျိုးသမီးကပြောတယ်ထောင်အာနာပိုင်တို့ကထောင်ပြောင်းချိန်တွင်ဝိုင်းဝန်းညင်ပန်းကြချင်းမှာထို့ဖြစ်ရကြောင်းဖြစ်နိုင်ကြောင်းသူကကောက်ချက်ချသည် အရင်ထောင်ရဲ့အားပေးပံ့ပိုးမှုမှချက်တည်င်းစကားမပါဘဲဒီကိစ္စရိုက်နဲ့နှိမ့်ဆက်မှု ဖြစ်မလာဘူးသူပါတဲ့ကားကိုအရင်ဆုံးဘူဝအရှိကိုထိုးခိုင်းပြီးတော့စကားမများများအောင် မခန့်ချင်အောင်လုပ်ပြီးတွေ့လိုက်တာ ဟုသူကပြောသည် ကိုဝေမိုးနိုင်ကိုထောင်ဘူးဝမပေတရာကြော်ကွာသည့်ဝီမုတ်တိဆောင်တို့တုံတုတ်ခွဲ၍ပို့လိုက်ကြသည်လူ90ခန်းအထိဆန့်သည့်အခန်းတုံးခန်းရှိသောထိုအဆောင်တို့မပို့ဆောင်မီဘူးဝအဆောင်တွင်စတဲ့ရန်နေကြသူ9ဦးထဲတွင်တကြကြည်ဝင်းမောင်ဒုတိယတကြရန်နိုင်စိုးနှင့်ဒုတိယကြည်ကြရည်မူအဆင့်ရှိသူထောင်ဘူးဆမ်းမင်းတို့ပါဝင်သည်ဟုသူကဆက်လက်ပြောသည်ထိုနောက်တန်စီစီကံထင်းရသူရယူ၍ ထောင်အာဏာပိုင်များအလို့အကျဆောင်ရွက်နေကြသော ထောင်မကြီးအကျဉ်းသား25ဦးနှင့် ထောင်ဝန်ထမ်းအသည့်25ဦးခန့်ကရာဘာပတ်ထားတဲ့တန်တုပ်တန်ပိုက်များဖြင့်အဆက်မပြတ်ရိုက်နေကြသည်အဆောင်ကူလန်းတလျှောက်လဲထောင်ညွန်ကြားရေးမှုအဆင့်ရှိသူ ထောင်ပိုင်၄ကျော်လင်ဦးကဦးဆောင်၍ရိုက်နေကြခြင်းဖြစ်သည်ထို့အပြင် ထောင်မူကြီး မြစ်ထွန်းထောင်မူးများဖြစ်သောဒုတိယကြည်ကြရေမူရန်နိုင်ဦးဒုတိယကြည်ကြရေမူမြတ်ဆိုးသူဒုတိယကြည်ကြရေမူဆိုးသူရတို့ကလည်းကိုတိုင်ကိုချပါဝင်ရိုက်နေခဲ့သည်ဟုတည်ရသည်ခေါင်းငုတ်ထားဆိုပြီးတော့ကိုကုံကြီးတော်ခိုင်းပြီးတော့နောက်ကနေတအုံးအုံးနဲ့အဆောင်ထဲရောက်တဲ့အထိဝိုင်းရိုက်ကြတာဝီမိုးနိုင်က ထောင်ဘူးဝအဝင်မှာကတဲ့ကခေါင်းကွဲသွားတာဟုလည်းခေါင်းကပြောသည် ထောင်ပိုင်ကလည်းဝေမိုးနိုင်ဆဲတယ်ဆိုတော့ရိုက်ကွာဆိုပြီးတော့ရိုက်ခိုင်းတာတတိမိသွားသည့်ဝေမိုးနိုင်ကိုဒုတိယကြကြရေမူဆိုသူရတာဝန်ယူခုကဲသည့်တီတန်တိုက် အမတရှိအဆောင်တေတိုးပုတ်ခဲ့သည့်ထောင်စေးရုံအုပ်ကြီးတောင်တောင်မိုးဟင်းကအခြေအနေကိုလာရောက်ကြည့်ရှုစဉ်ကိုဝေမိုးနိုင်ကိုပြပစင်းရုံတို့ပိုရမီဟုမှတ်ချက်ပြုတော်လဲထောင်ပိုင်ဦးသိန်းစောမောင်ကငင်းပယ်လိုက်သည်ထောင်ပိုင်က အပြင်စေးရုံပို့လို့မဖြစ်ဘူး ထောင်သိမ်းမှပဲရောက်အောင်ကူးမယ်အပြင်မှာဆိုရင်ရရုပ်တက်တဲတိသွားမှာဆိုလို့ဟုထောင်ဝန်ထံကပြန်ပြောသည်၎င်းဤမိတ်ဆွေတူကလည်းကိုယ်မိုးနိုင်ဦးခေါင်းနေမျက်ခုံကွဲသွားခဲ့ပြီးလက်ဖြံယူလွဲသွားတယ်ဟုတိရကြောင်းထောင်သွင်းစေးုံတွင်လည်းကုတောင်မှုကိုတရေပြစ်အောင်မပေးခဲ့ကြောင်းပြောသည်တန်လုံးတောင်ပိုက်ကို ရာဘာသားဖြင့်ဖုံးအုပ်ရိုက်နေတော့ကြောင့်ခန္ဓာကိုယ်အသွင်းပိုင်းထိခိုက်သွားဖွယ်ရှိသည့် အခြားအကျဉ်းသားတရားကြော်ဤပုံပဲ့ပေါက်ပြဲတံရတို့ကိုစီလိန်ပေးခဲ့သည်ဟုတိရသည်ရန်နေရတွင်ပါဝင်ခဲ့သည့်ပင်မဆောင်အကျဉ်းသား25ဦးမှထောင်ပိုင်ဤတဲတော်ဆောက်များဖြစ်သည်ဟုထောင်ဝန်ထံကဆိုသည်ဦးသိန်းစော်ရောက်လာသည့်တနေ့ကျော်ကာလအတွင်းမှအကျဉ်းသားများကိုတမကထောင်ဝန်ထံများကိုဖိနှိပ်သည်ဟုတိရသည်သူဤလက်ရွေးစင်လူမိုက်များကို အချုပ်ဆောင်အတွင်းအကျဉ်းဦးစည်းဝန်ထံများအကျဉ်းသားများ အဝင်အထက်စရင်မတန်းတင်ချင်း X-ray ဆက်ဖြည့်စစ်ဆေးခြင်းလုပ်ငန်းများလောက်ကင်စီဒီထို့အပြင်ဥပုတောင်တွင်မူကြီးစေဝါတွင်၍အကြီးအကျယ်ငွေရှာသည့်အလုတ်ကိုလောက်ကင်သူရှစ်ဦးခန့်ရှိရာ ထိုသူများမှ၎င်း၏လက်ရွေးစင်အကျဉ်းသားများနှင့်ဝန်ထမ်းများဖြစ်သည်ဟုထောင်ရှိဝါရစ်အကျဉ်းဦးစီးတဦးကပြောဆိုသည် ထောင်ပိုင်ကဝန်ထမ်းကိုတာအေးအေးယူတာသူငွေထားတဲ့သူတွေကိုတော့လွတ်ပေးထားတာဟုထောင်ဝန်ထမ်းကဆိုသည် ်ဦးသိန်းစောမောင်တီရဇဝတ်သား35ဦးကိုဒုတ်လေးခွလက်စစ်ဒုတ်များတတ်ဆင်ပေးထား၍ကိုရံတော်အဖြစ်မွေးထားသလိုဖိနှိပ်မှုများတွင်လည်းအတုံးပြုနေသူဖြစ်သည့်ဦးသိန်းစောမောင်ရောက်ရှိလာစဉ်ကတည်းကထောင်တွင်ဆေးရုံတွင်ကုသခံယူနေရသူများကိုအချုပ်ဆောင်သို့ပြန်ပို့လိုက်သည့်နေထိုင်မကောင်းသူများအကျဉ်းသားများကိုအချိန်မီကုသနိုင်ရန်စီစဉ်မပေးဘဲ နောက်ဆုံးအချိန်ရောက်မှသာမန္တလေးစီးရုံတို့ပို့ပေးနေရသူလက်ထက်တည်ဆုံသည့်အကျဉ်းသား40ထက်မနည်းရှိသည်ဟု ထောင်တွင်းတည်ရင်မြင့်ကပြောသည် သူလက်ထက်မှာအကျဉ်းသားတည်ဆုံမှုအများဆုံးပဲဟု၎င်းကပြောသည်အများစုမှာမန္တလေးစီးရုံတို့ပို့စင်လမ်းမှာပင်တည်ဆုံသွားခဲ့ခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောသည်ဦးဖိုးတောင်တွင်အကျဉ်းသားတပေါင်းဝန်းကျင်ရှိပြီးထို့အထက်မှာ1200ခန့်ကနိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟုသိရသည် ထင်ရှားသည့်နိုင်ငံရေးအကျဉ်းသားများအနေနဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဒီလေလုံလောက်စွာဆေးကုသမှုမရခဲ့ခြင်းအတွက်ယမနစ်ကထောင်သွင်းမှပင်ကွယ်လွန်သွားခဲ့သည်၂023ခုနှစ်ဥပုထောင်မှပြန်လွတ်လာသူအကျဉ်းသားတဦးဖြစ်သူကိုဆိုးကထောင်အာဏာပိုင်များသည့်အကျဉ်းသားများကိုစီးယုံနိုင်ပြီးနိုင်ငံရေးအကျဉ်းသားဆိုလင်ပြင်းပြင်းထန်ထန်ရိုက်내ကဦးချိုးလေးရှိသည်ဟုဆိုသည်အကျဉ်းသားများကိုရေဖြည့် ကနဦးပဲ့ဖြံဖိခါမှလက်မယွန့်ရဇဝတ်တာတို့ကဝိုင်းဝန်းရိုက်နေခြင်းဖြစ်သည်ဟု၎င်းကပြောသည်တန်စီကိုတိုင်ကလည်းရိုက်တယ်နောက်အဆောင်ခွဲတယ်မခွဲခင်တိုက်လိုဟာမျိုးကို မပုတ်ခင်ထောင်ဘူးဝမှာပုံစံထိုင်ရသေးတယ်မထိုင်တဲ့သူဆိုရင်လည်းမထိုင်လို့ဆိုပြီးဝိုင်းကြိတ်တာဟုကိုစိုးကပြောသည်ထောင်ဘူးဝဆိုတာကနေရ ထောင်အနာပိုင်ဒုပေးထားတဲ့ရာချူးရထားတဲ့သူတွေရဲ့ ကြိုင်နေတဲ့နေရာတစ်ခုလို့ဖြစ်နေတာ2021ခုနှစ်အော်ဂိုလာရှိရဲ့နေညနေပိုင်းကအိုးဘူထောင်အတွင်းအာနာပိုင်ဆန့်ကျင်ရေးတချင်းများစုခဲကြရာနိုင်ငံရေးအကျဉ်းသား30ကျော်ကိုထိုညမှပင်လူရာနဲ့ချီဝိုင်း၍ဒုံများဖြင့်ဝိုင်း၍ကြိုင်နေဂုံဒီများဖြင့်ထုနေခဲကြသည့်ရိုင်နေခံရသူများတိုက်ပိတ်ခံလိုက်ကြရသည်ဟု၎င်းကပြောပြသည်စီခံပြဖို့နေနေတတတွေးတန်တရရရှိနေတဲ့သူတို့ကိုအကုန်လုံးကို နှစ်ယောက်အလွန်ဆုံးပဲหนีလို့ရတဲ့အခန်းထဲမှာငါးဟာယောက်လောက်စုပြုံထက်ထားတာသွေးညီနှံ့တွေနဲ့ပြည့်နေတာဟုကိုစိုးကပြောသည်ရန်ကုန်အင်းစိန်အချင်းထောင်တွင်လည်းဥချင်းမီဥဖြိုးစရာတော့အပါအဝင်၄ဦးတည်တံပေးခံရပြီးတလားပြည့်သည့်၂၀၂၂ ဇွန်လလအတွင်းဆန္ဒပြကြသောနိုင်ငံရေးအကျဉ်းသားများကိုပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့ရသည်ဟုထိုထောင်တွင်၄နှစ်ကျော်အကျဉ်းဆန်ခဲ့ရသူတို့ကပြန်ပြောပြသည်ကိုဂျင်မီလပလယ်မှာပါတဲ့သူတွေအကုန်လုံးကိုမောက်ခိုင်းပြီးပူလီဂျိုးတွေနဲ့ရိုက်တာရှိတယ်။တည်င်းစာကိုအထက်လိုက်တေချာလိတ်ထားတွေနဲ့ရိုက်တာရှိတယ်။ရိုက်လိုက်ရင်အသွင်းတန်ရာမပေါ်ဘဲနဲ့တခုခုဖြည့်တော့မဲ့ဟာမျိုးရိုက်တာမရခင်တန်ချီချင်းခတ်ထားတယ် လူ၎င်းကဆိုသည်ခိုးဆူလူနိုင်အပါအဝင်ရာဇဝမှုအမျိုးမျိုးဖြစ်အကျဉ်ချနေသူတို့ကလည်းထောင်ဝန်ချမ်းများနေအတူပါဝင်ရိုင်းနေကြသည်ရန်နေခံရသူအကြီးအတွက်မိများရှိသည်ကိုမတိရပေနိုင်ငံရေးအကျဉ်သားများတွင် စစ်တအီစစ်ကြောရေးစခန်းတွင်ရရှိလာသည့်ဒဏ်ရာများရှိတတ်တော်လဲထောင်တွင်တိတ်လျော်သည့်ဈေးကူးတက်ခွင့်မရပေရန်ကုန်မြို့ရှိတကုံတက်ကရိုចောင်းသားတမက၎င်းဤ ဘဟုအလုအမှုဆောင်အဖွဲ့ဝင်အသက်26နှစ်အရွယ်မအူးကြီးအောင်မှာစစ်ကြောရေးစခန်းတွေအပြင်းအထန်ညင်ပန်းနှိပ်စက်မေးမြန်းစဉ်ရရှိလာသောဒဏ်ရန်ဒဏ်ချက်များကြောင့်အင်းစိန်ထောင်တွင်ဇွန်လ20ရက်နေ့ကတည်ဆုံသွားခဲ့သည်ဟုထုတ်ပြန်ကြေညာထားသည်နိုင်ငံရေးအကျဉ်းသားဟောင်းကိုဆိုးကအိုးဘူတောင်အတွင်ဒဏ်ရာရရှိ နေသူကိုဖေမခွင့်ပိတ်ပင်ခံထားရသည်ဟု ပြောသည်ရိုက်ပြီးတော့တိုက်ထဲကိုထည့်လိုက်ရင်ဆေးပေးမရတော့ဘူးပြုတ်စီ တဘူးလေးပေးဖို့ကိုမလွယ်ဘူး CCTV ကနေအမြဲအစောက်ကြည့်နေတော့ဘယ်သူမှမသွားရဲဘူးဟု၎င်းကပြောသည်တခုခုဖြစ်လို့စေခံပြမယ်ဆိုရင်တောင်ပါရာစီတမောလောက်ပဲပေးတာဘာယောဂလာလာအချင်းထောက်များတွင်အခြေအနေဆိုးများဖြစ်ပေါ်နေတော့လေကိုကိုကိုယာယီတမဒယာထူအနှင်းထားသောအာနာတိန်စစ်ကောင်းဆောင်ဥက္ခရဘူချုပ်မှုကြီးမင်းအွန်လိုင်းပြောကြားချက်များတွင်ဒီမိုကရေစီ ုသောစကလုံးများပါဝင်လေရှိသည်လာမည့်ဒီဇင်ဘာရွေးကောက်ပွဲပြီးလို့ရှိရင် ပါတီဆောင်ဒီမိုကရေစီစနစ်ကိုဆက်လက်သွားမှာဖြစ်ပါれဟုသူက ပြောဆိုကြောင်း၎င်းတို့ဤစက်တင်ဘာလ6ရက်နေ့ရက်စွဲတဝါဒံဖြန့်တည်တင်းတပုတ်တွင်ဖော်ပြထားသည့်ဤအတော်အတွင်နိုင်ကျင်းတို့သည်လူရဲ့စေအသည့်နေ့ဖြစ်သောကြောင့် ထောင်ဝန်ထံကဇာယောက်ခေါ်ဆောင်လင်လဲသူနိအိမ်ပြန်ရရေးမတေချပေအောဂိုလခုနှစ်ရက်နေ့ဒီရခိုင်ပြည်နယ်ဝူကြီးချုပ်ဦးညီဖူးဤတမီဖြစ်သူမမိုးဆန်းစုကြည်တာယာဝတီထောင်တွင်ပြန်လွတ်ရမိနစ်ဖြစ်ဒီလူမိဟန်ပြပြီးအကျဉ်းခန်းထဲမှာထုတ်လာတော့သူ့ကိုအာနာပိုင်တို့ကထောင်ပြင်ပတ်တို့ထွက်ခွင့်မပြုပဲအကြံဖဲမှုတိုက်ဖြည့်ရေး ဥပဒေပုံမှန်90နှစ်ကကြီးဖြစ်ထမ်းမှန်တရားစွဲကအကျဉ်းခံထဲသို့ပြန်ထည့်ခဲ့သည်အာနာတိန်စစ်အုပ်စုကပြီးခဲ့တဲ့၄နှစ်အတွင်းလူရဲစစ်တဖြစ်သို့မဟုတ်လူငယ်တက်တာခွင့်ရတဖြစ် ပြန်လွတ်ပေမိဟန်ပြုတ်ပြီးထောင်ဘူးဝမှပင်ချက်ချင်းပြန်ဖမ်းဆီး၍ထောင်ဒဏ်ချမှတ်လိုက်သူ94ဦးရှိသည်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအော်ဂိုလာဆယ်ရည်နေ့တွင်ထုတ်ပြန်ထားသည်